်မင်္ဂလာပါရှင်ကျမတော်ငုခတ်တာပါဒီဗီယိုမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ်မန္တလေးမှာလှုပ်ခတ်ခဲ့တဲ့ငလင်ဟာရှစ်လကျော်ကြာမြင့်ခဲ့ပေမဲ့ ပျက်စီးခဲ့တဲ့နေအိမ်နဲ့အဆောက်အဦတွေအတွက်ထောက်ပံ့ငွေမရတာကြောင့်ပြည်လဲထူထောင်ရေးလုပ်ငန်းတွေမလုပ်နိုင်သေးဘူးလို့ဒေသခံတွေကပြောပါရယ်။လက်ရှိမှာငလင်တန်တဲ့အဆောက်အဦတွေကိုဖြိုချနေတဲ့အဆင့်သာရှိနေတယ်လို့ဆိုပါရယ်။ပြည်လဲထူထောင်ဖို့မပြောနဲ့အဆောက်အဦတွေတောင်ဖြိုလို့မပြီးသေးဘူးလို့မန္တလေးမြို့ဒေသခံတယောက်ကပြောပါရယ်။ဒါ့အပြင်အိမ်တွေပြန်ဆောက်ဖို့အတွက်ချင်းငွေလျှောက်လို့ရတယ်လို့သတင်းတွေမှာကြေညာထားတာဟာအခုချိန်ထိလျှောက်လို့မရတဲ့အပြင်ဘာထောက်ပံ့မှမရသေးဘူးလို့ပြောပါရယ်။ ငလင်တန်တက်လူနေအဆောက်အဦတချို့ပြန်လည်ပြုပြင်တည်ဆောက်ဖို့စီမံတရားကိုတင်ပြထားပေမဲ့ခွင့်မပြုဘူးလို့လဲဆိုပါတယ်။မန္တလေးတိုင်းအတွင်းကငလင်တန်တက်ပြည်သူတွေကိုပြန်လည်ထူထောင်ရေးလုပ်ငန်းအတွက်ဘီလီယံ900ကျော်ထောက်ပံ့ပေးသွားမယ်လို့အော်တိုဘာလ13ရက်နေ့ကပြည်ပဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေအခမ်းအနားမှာစစ်တပ်လောက်ကမန္တလေးတိုင်းအစိုးရကတရားဝင်ပြောဆိုခဲ့ပါတယ်။ဒါပေမဲ့လက်ရှိအချိန်ထိထောက်ပံ့ငွေမရရှိသူတွေရှိသလိုထောက်ပံ့ငွေအနည်းငယ်ရရှိသူတွေလည်းရှိတယ်လို့ဆိုပါ ါပါတယ်။မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့သကိုင်းငလင်ကြောင့်မန္တလေးမြို့မှာတာသနိကအဆောက်အုံအပါအဝင်လှူနေအိမ်တွေယာနေချီပျက်စီးဆုံးရှုံးခဲ့ရပါတယ်ရှင်။ရှမ်းကုန်းမြို့မှာဒီဇယ်ဈေးဟာအရင်ကထက်တလီတာကို185ကျပ်ကနေ225ကျပ်အထိကျဆင်းလာပြီးလက်ရှိမှာတလီတာဈေးကျပ်3000အောက်ပြန်ရောက်ရှိလာပါတယ်။ ဒီတစ်ပတ်အတွက်စစ်ကောင်စီတတ်မှတ်တဲ့ရန်ကုန်လက်လီညွန်စည်းကဒီဇယ်တလီတာကို2805ကျပ်ပရီမီယံဒီဇယ်တလီတာကို2805ကျပ်ဓာတ်ဆီ92တလီတာကို2525ကျပ်ဓာတ်ဆီ95တလီတာကို2630ကျပ်ဖြစ်ပါတယ်ဒီဇင်ဘာလ4ရက်နေ့အထိဒီဇယ်တလီတာဈေးတွေက7000ထပ်မှရှိနေကြတာဖြစ်ပြီးတနင်္ဘက်၄ရက်အတွင်းမှာ7000အောက်ကိုပြန်ရောက်ရှိလာခဲ့တာပါ ဓာတ်ဆီဈေးတွေကတော့ပြီးခဲ့တဲ့သတင်းပတ်ဈေးနှုန်းနဲ့နှိုင်းယှဉ်ရင်တလီတာကို35ကျပ်ကနေကျပ်40လောက်ထိအနည်းငယ်ပြတ်တက်လာတာကိုတွေ့ရပါတယ်။တစ်ဖက်မှာလည်းစစ်တပ်လောက်ခန့်စွမ်းရင်ဝင်ကြီးဌာနကပြည်တွင်းမှာချက်တဲ့ RON 68, RON 72, RON 77ဓာတ်ဆီတွေကိုဒီဇင်ဘာလ4ရက်နေ့ကစပြီး200ကျပ်လျှော့ချရောင်းချပေးသွားမယ်လို့ကြေညာထားပါတယ်။အရင်ကပြည်တွင်းမှာချက်လုတ်တဲ့ဓာတ်ဆီတွေကိုပုဂ္ဂလိက73စီဖြန့်ဖြူးရေးလုပ်ငန်းတွေစီကိုတန်တာစနစ်နဲ့ရောင်းချခဲ့တာဖြစ်ပြီးအခုနှစ်ဇန်နဝါရီလကစပြီး သုံးဆွဲသူတွေစီကိုတိုက်ရိုက်ရောင်းချလာတာဖြစ်ပါရဲ့ရှင်။မြန်မာနိုင်ငံမှာဖင်လန်တန်ယုံပိတ်ရင်ဗီဇာကိစ္စမှာကြီးမားတဲ့တရားမှုမရှိပေမဲ့မြန်မာလူငယ်တွေအတွက်ပညာရေးနဲ့ပတ်သက်တဲ့အခွင့်အလမ်းအခြေအဆက်တွေဆုံးရှုံးသွားနိုင်တယ်လို့ဖင်လန်ရောက်မြန်မာတိုင်းဝန်ကပြောပါရယ်ဇွဲတိသတင်းပေးပို့ထားတာပါရှင်။ ရန်ကုန်မြို့မှာရှိတဲ့ဖင်လန်နိုင်ငံတန်ယုံကိုလာမယ့်2026မှာအပြီးတိုင်ပိတ်သိမ်းသွားမယ်လို့ဖင်လန်နိုင်ငံရဲ့ဥညိဌာနကနွေဘာလ28ရက်မှာထုတ်ပြန်ပါတယ်။မြန်မာနိုင်ငံအပါအဝင်ပါကစ္စတန်နိုင်ငံ၊အစ္စလာမာဘတ်၊အာဖဂန်နစ္စတန်နိုင်ငံ၊ကာဘူးမြို့တို့ကတန်ယုံတို့ပါအပြီးတိုင်ပိတ်သိမ်းသွားမယ်လို့ထုတ်ပြန်ထားတာပါ။လက်ရှိဖင်လန်နိုင်ငံလက်ပတ်ဗီဇာကိုရန်ကုန်မှာရှိတဲ့ဂျာမနီတန်ယုံကထုတ်ပြန်နေတာဖြစ်ပါတယ်။တန်ယုံပိတ်တာကြောင့်ဗီဇာကိစ္စတွေမှာကြီးမားတဲ့တိုက်ရိုက်မှုမရှိပေမဲ့ဖင်လန်တန်ယုံကဥဆောင်လုပ်တဲ့ ညာရေးခွင့်လန်းပွဲတွေထိစပ်မှုတွေဆုံးရှုံးသွားတယ်လို့ဖင်လန်ရောက်ကျောင်းသားတယောက်ကပြောပါဗျာ။ မြန်မာနိုင်ငံမှာရှိတဲ့ဖင်လန်တန်ယုံပိတ္တန်နဲ့ပတ်သက်ပြီးတော့ပထမဆုံးပြောချင်တာပေါ့နော်တန်ယုံတယုံဆိုတာတော့ဒီက visa process တစ်ခုတည်းလောက်တဲ့ယုံတစ်ခုမဟုတ်ဘူးဆိုတာကိုသိစေချင်တယ်ပေါ့နော်ဒီကဒီဖင်လန်တန်ယုံကနေလောက်တဲ့ education fair ပေါ့နော်ပညာရေးနဲ့ပတ်သက်တဲ့အာ sharing တွေနောက်တစ်ခုကတော့သူတို့ရဲ့ project တွေ event တွေအများကြီးပေါ့နော်မြန်မာပြည်သူလူထုအတွက်ရောအများကြီးအကျိုးကျေးဇူးတွေရှိခဲ့တယ်ပေါ့နော်အများကြီးအကျိုးကျေးဇူးတွေရှိ ီခဲ့တဲ့အတွဲကြောင့်လူငယ်တွေနဲ့ပြည်သူလူထုတွေရဲ့ mindset တွေရောအများကြီးတိုးတက်ပြောင်းလဲခဲ့တာရှိတယ်ပေါ့နော်မျက်စိပွင့်နားပွင့်တွေဖြစ်လာခဲ့တယ်ပေါ့နော်ဒီဖင်လန်တန်ယုံပိတ်ရင်ဒါတွေကတော့ဆုံးရှုံးသွားမယ်ပေါ့နော်အဓိကကတော့လူငယ်တွေအတွက်နဲ့ပြည်သူလူထုအတွက်အများကြီးအာထိခိုက်မှုရှိတယ်ပေါ့နော်တရုတ်နဲ့ပိတ်တဲ့ရတာဟာလုပ်ငန်းဆောင်ရွက်မှုနဲ့မဟာပြူဟာမြောက်အကြောင်းရင်းတွေကြောင့်ဖြစ်ပြီးနိုင်ငံတွေရဲ့နိုင်ငံရေးအခြေအနေပြောင်းလဲမှုတွေဖင်လန်နိုင်ငံနဲ့ကုတန်းရောင်းဝယ်ရေး စီးပွားရေးဆက်ဆံမှုအကန့်အသတ်တွေနဲ့ဆက်ဆက်နေတယ်လို့ဆိုပါတယ်။အခုလိုတန်ရုံနဲ့ပိတ်သိမ်းတာဟာဝင်ကြီးဌာနရဲ့ပြပမစ်ရှင်ကွန်ရက်ကိုပြင်ဆင်ဖွဲ့စည်းတာကနေဖြစ်လာခဲ့ပြီး ဖင်လန်အတွက်မဟာဗျူဟာရအရေးပါတဲ့နိုင်ငံတွေမှာအရင်းမြစ်တွေကိုစူးစီးဖို့ဖြစ်တယ်လို့တမရရဲ့အမိန့်နဲ့တန်ရုံနဲ့ပိတ်သိမ်းတာလို့ထုတ်ပြန်ထားပါဗျ။အလဲအပတ်တည်းကဂျာမနီတန်ရုံကထုတ်ပေးတယ်မြန်မာပြည်မှာအာကျွန်တော်တို့ကြံတဲ့နေထိုင်ခွင့်အားလုံးပေါ့ ကျောင်းသားနေထိုင်ခွင့်ရှိမယ်အလုံးနေထိုင်ခွင့်ရှိမယ်မိသားစုပြန်လည်ပေါင်းစည်းရေးနေထိုင်ခွင့်ရှိမယ်အဲ့ဒီနေထိုင်ခွင့်တွေအားလုံးကဘန်ကောက်ကပဲထုတ်ပေးတာပါကိုအဲ့တော့ဒီမှာရောက်လာတဲ့ကျောင်းသားတွေအားလုံးပေါ့နော်အဘန်ကောက်ကနေပဲတန်ယုံကနေပဲထုတ်ပေးတာမလို့ကျွန်တော်တို့အခုလက်ရှိအာတန်ယုံပိတ်လိုက်တဲ့ကိစ္စမှာဘာမှကျွန်တော်တို့တော့တက်ရောက်မှုတော့မရှိပါဘူးဘာလို့ဆိုတော့ဒီတန်ယုံကနေထိုင်ခွင့်နဲ့ ထုတ်ကိုမထုတ်ပေးဘူးဥပမာပြဗီဇာနဲ့နေထိုင်ခွင့်ကိုကင်ကိုမကင်တွေ့ပေးတာပါသူကစီးပွားရေးနဲ့ကျွန်တော်တို့ဒီခုလူမှုရေးရာကူညီဖို့အတွက်ပဲရောက်လာတဲ့တန်ယုံဖြစ်ပါတယ်အဲ့တော့ဟိုဒီမှာတန်ယုံပိတ်တဲ့ကိစ္စကဖင်လန်နိုင်ငံကကျွန်တော်တို့သူ့ရဲ့ budget short တာလဲပါပါတယ် budget တင်နည်းမျိုးစုံမှာကျွန်တော်တို့ကန်နာလိုက်လိုက် short ကြည့်တယ်ပေါ့ဗျာ short ကြည့်တဲ့အခါမှာအမြန်မာပြည်အတွက်ကိုလည်းသူချိတ်ဆက်မှုအာအားနည်းလို့လည်းသူအာတန်ယုံပိတ်လိုက်တာလဲပါပါတယ် ရန်ကုန်မြို့ဖင်လန်တန်ရုံရဲ့ website မှာတော့ဖင်လန်နိုင်ငံသားတွေအတွက်အရေးပေါ်အကူအညီ passport သက်တမ်းထိုးတာစတဲ့ကောင်စစ်ရေးရနဲ့မြန်မာနိုင်ငံသားတွေရဲ့နေထိုင်ခွင့်ဆိုင်ရာဝန်ဆောင်မှုတွေကိုဘန်ကောက်ဖင်လန်တန်ရုံမှာဆောင်ရွက်ပေးသွားမယ်လို့ထုတ်ပြန်ထားပါတယ်။ဖင်လန်အနေနဲ့ဒီနေ့ထက်မှအမေရိကန်နိုင်ငံ Houston မြို့မှာကောင်စစ်ဝင်ဂျုံယုံဖွင့်လှစ်ခဲ့ပြီး business ဖင်လန်ကရုံးနှုတ်ဖွင့်လှစ်ခဲ့တဲ့နေရာတွေမှာလည်းကုသရေးဝန်ကြီးဆိုင်ရာရုံးခန်းတွေဖွင့်လှစ်သွားမယ်လို့ထုတ်ပြန်ထားပါတယ်ခင်ဗျာ။ကျွန်တော်ဇွဲသစ်ပါ ဒိုဘတ်စ်ဒေတာကနေယူကရိန်းတပ်တွေမဆုတ်ခွာရင်အင်အားသုံးသိမ့်ပိုက်မယ်လို့ရုရှားသမ္မတပူတင်ကပြောပါတယ်။ပူတင်ကယူကရိန်းနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲအဆုံးသတ်ရဲ့အတွက်ညှိနှိုင်းပေးမှုတွေကိုပယ်ချထားပြီးအခုလိုပြောခဲ့တာပါ။ ရုရှားဟာဒွန်ဘတ်စ်ဒေသရဲ့85ရာခိုင်နှုန်းကိုထိန်းချုပ်ထားတယ်လို့ဆိုပါရယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအမေရိကန်ရဲ့ငြိမ်းချမ်းရေးစီစဉ်တဲ့ပတ်သက်ပြီးသူ့ရဲ့ကိုယ်စားလှယ်တွေနဲ့ဆွေးနွေးမှုအရာပူတင်ဟာစစ်ပွဲကိုရက်ချင်ကြောင်းပြောဆိုခဲ့ပြီးတဲ့နောက်ပူတင်ရဲ့မှတ်ချက်တွေထွက်ပေါ်လာတာဖြစ်ပါရယ်။ယူကရိန်းသမ္မတဇလန်စကီကတော့နိုင်ငံပိုင်ဒေသတွေကိုလက်လွတ်ရမယ့်ကိစ္စတွေကိုညှင်းဆို့ထားပါတယ်။လက်ရှိအချိန်မှာတော့ရုရှားဟာအမေရိကန်နဲ့ဆွေးနွေးထားတဲ့ကိစ္စကိုအကြောင်းပြန်ဖို့အတွက်ဆောင်ဆိုင်နေတဲ့အကြောင်းရုရှားသမ္မတရုံးကပြောဆိုထားပါတယ်ရှင်။ ဒီဗီယိုမြင့်တန်ကြရဲ့နောက်ဆုံးရသတင်းလေးကိုရှုစားခဲ့ကြတာပါကျမတို့ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်